အားလုံးပဲမင်္ဂလာပါ KTA Crochet YouTube Channel နဲ့ Facebook Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်เนาะဒီတစ်ခါမှာတော့အမျိုးသားကင် Wallet Tony လေးကိုမျှဝေပေးပါမယ်เนาะဒီအိတ်လေးကတော့ဒီလိုခောက်အိတ်မျိုးစားလေးပေါ့เนาะအထဲမှာတော့ဒီလိုဆန်လေးတွေထည့်ဖို့တစ်ထပ်ပါမယ်ပြီးသွားရင်ကက်လေးတွေထည့်ဖို့နှစ်ခုပါမှာပေါ့เนาะဒီပုံစံတိုင်းထိုးပါမယ်เนาะခြီကားကြတော့ swindle ခြီ100 gram တစ်လုံးဆိုရင် လောက်ပါတယ်เนาะ နိုင်လွန်ချီသုံးမယ်ဆိုရင်လည်းရတယ်မစ်ကော့တွန်ချီသုံးလို့ရတယ်မြန်မာချီ၅ပလိုင်းလေးတွေသုံးပြီးထုံးမယ်ဆိုရင်လည်းရပါတယ်နော် SI ကတော့ 2.5mm ကိုပဲသုံးပြီးတော့ထုတ်ပြပေးမယ်နော်ဒါဆိုရင်တော့ဒီ wallet လေးကိုစပြီးတော့ထိုးကြည့်ရအောင်နော်အရင်ဆုံး queen ရှင်လေးတစ်ခါလုပ်လိုက်မယ်နော်ပြီးသွားရင်တော့ဒီနေရာမှာ chain က50နဲ့တခါထိုးမယ်เนาะအရင်ကြစ်ကြစ်မထိုးဘူးပွပွကြီးလည်းမထိုးဘူးဗောနော်အနေတော်လောက်လေးကို ချိန်နာစေတခါထိုးသွားမယ်เนาะဒီနေရာမှာကချိန်အရေအတွက်ကအဓိကမကြဘူးပေါ့နော်ထိုးတဲ့အခါကျရင်ခြေဆိုင်မတူလက်ဆမတူတဲ့အတွက်ကြောင့်မို့လို့အတိုင်းလေးတွေလွယ်နိုင်တာပေါ့နော်ဒါကြောင့်မို့လို့ရလာတဲ့အရှိကိုဒီလိုလေးခောက်ကြည့်လိုက်ကိုလိုချင်တဲ့ size ဖြစ်ပြီဆိုမှဆက်ထိုးမှာပေါ့နော်ဒါဆိုရင်တော့ဒီနေရာမှာကဒီဖုန်မီတွေရဲ့အနောက်ဘက်မှာအဖုလေးတွေရှိတယ်เนาะဒါကတော့အရှိဘက်ကကျဆက်မီပုံပေါ့နော်ဒါကအနောက်ဘက်ကအဖုလေးမှာဆိုရင်ဒုတိယမြောက်အဖုလေးကနေပြီးတော့ တိုင်တို့စာထိုးမဲ့တထိုင်နှစ်တိုင်သုံးတိုင်ဒီအဖုလေးတွေတဲ့ကနေပြီးတော့ပဲတိုင်တို့ထိုးပေးပါเนาะလေးတိုင်ငါးတိုင် 6တိုင်ဒီလိုမျိုးပဲပေါ့နော်အဆုံးထိတိုင်တို90ရအောင်ဆက်ထိုးပေးပါနော်အဆုံးထိရပြီဆိုရင် တိုင်တို90ပြည့်ပြီနော်တိုင်တို90ပြည့်ပြီဆိုရင်ဒုတိယစစ်တပ်ဖို့ချိန်တစ်ခါထိုးမယ်ချိန်တစ်ခါထိုးပြီးသွားရင်ဒီလိုလေးလှည့်ပေးပါနော်လှည့်ပြီးသွားရင် BL လိုပုံစံပေါ့နော်အနောက်ဘက်ခြံဖုံမီကိုပဲတိုင်တို့ထိုးမယ်တိနောက်တစ်ပောက်ကိုသွားမယ်ဒုတိယတိုင်ရဲ့ထိပ်မှာ တိုင်တို့ထိုးမယ်နိတတိယတိုင်ရဲ့ထိပ်ပေါ့နော် ဒီအရှိတချမ်းလေးတွေကိုခြံပေးရမယ်ဒီအနောက်ဘက်ခြံပေါ့နော် BL ထိုးနီးကိုနားလဲရယ်ဆိုရင်တော့ထိုးတက်မယ်နော်ဒီလိုမျိုးအနောက်ဘက်ခြံလေးတွေကိုပဲတိုင်းတို့လေးတွေတပေါက်တစ်တိုင်းစီနဲ့ထိုးသွားမယ်ဆိုရင်အဆုံးမှာတိုင်းတို့ရေအတွက်50ပြည့်နေရမယ်နော်ဒါဆိုရင်တော့ဒုတိယဆေးတိုင်းတို့50ပြီးပြီဆိုရင်တတိယဆေးတက်ဖို့အတွက်ချိန်တစ်ခါထိုးမယ်ပြန်လှည့်မယ်လှည့်ပြီးသွားရင်ဒီတစ်ခါကျတော့ BL ပုံစံမထိုးတော့ဘူးနှစ်ပေါက်စလုံးကိုပဲထိုးမယ် တိုင်တိုလေးတွေတပေါက်တစ်ထိုင်စီရိုးရိုးပဲပေါ့နော်ဖော်မီနှစ်ပေါက်စလုံးတွေကို app ကထိုးထည့်ပေးမယ်နော်တော့နော်၄ဒီတိုင်းပဲဆက်ပြီးတော့တပေါက်တစ်ထိုင်စီနဲ့တိုင်တို50ပြည့်အောင်ထိုးသွားမယ်နော် ဒီနေရာမှာကဒုတိယဒန်းတစ်ခုကိုပဲ BL လို့ပုံစံနဲ့ထိုးပြီးတော့ဂျန်တဲ့အတန်းတွေကိုကြတော့ရိုးရိုးတိုင်းပဲဆက်ပြီးတော့ထိုးသွားမယ်။ဘယ်နဲ့တန်းထိုးရမလဲဆိုတာဒီမှာကတော့23ဒန်းအထိထိုးတာပေါ့နော်။ဒါပေမဲ့ကိုလိုချင်တဲ့ဆိုင်းရောက်ရင်တော့ရက်လို့ရပါတယ်နော်။ဒီချီလေးနဲ့ကြတော့23ဒန်းရောက်တဲ့အခါမှာဒီအနေထားလေးရတာပေါ့နော်။ဒီမှာအစစ်နှစ်ကတော့ BL လို့တချမ်းစီကြံနေမယ်နော်။ဒါဆိုရင်ဒါလေးကိုဆိုင်းတစ်ချက်တိုင်းကြည့်မယ်နော်။ဒါဆိုဒီနေရာမှာက အလျာက24စင်တီမီတာရှိရယ်เนาะဒါဆိုရင်အမြင့်အမြင့်ကိုတစ်ချက်ကြည့်မယ်เนาะအမြင့်ကကြာတော့6စင်တီမီတာနဲ့ရက်ထားလိုက်တာဗောနော်ဆက်ထိုးခြင်းနဲ့ဆိုရင်လည်းရတယ်ဒါမှမဟုတ်ဒီထက်သေးခြင်းနဲ့ဆိုရင်လည်းရတယ်အတန်းရေအတွက်ပေါ်ပဲမူတည်တာဗောနော်ဒါဆိုရင်ဒီနေရာမှာခြိဖြတ်ပြီးတော့အနားသိမ့်လိုက်တော့မယ်เนาะ နောက်တစ်စစ်နေနဲ့ကြတော့ဒီအနောက်မှာ BL လို့ထိုးတာလို့တချမ်းတချမ်းကြံနေတာပေါ့နော်ဒီဖုတ်မီတချမ်းတချမ်းလေးတွေမှာဆိုရင်ပထမဆုံးအပေါင်းမှာခြိဝင်ချိန်မယ်ချိန်တစ်ခါထိုးမယ်နော်ပြီးရင်အဲ့ဒီဝင်ချိန်ထားတဲ့အပေါင်းမှာတိုင်တူလေးတစ်တိုင်စထိုးမယ်အနောက်ကခြိစားကိုပါတင်သွားမယ်နော်တစ်တိုင်နတိုင်းဒီလိုတပေါက်တစ်တိုင်စီပဲထိုးသွားမယ်ဆိုရင်အစုံးမှသူကတိုင်လို့ရေးတော့ 50ပဲအတီးကျရှိနေရမယ်နော်ဒီလိုပဲဖော်မီတစ်ချမ်းတစ်ချမ်းခြံထားတဲ့အပေါက်လေးတွေကို တိုင်တူလေးတွေ50ပြည့်အောင်ဆက်ထိုးသွားပေးပါနော်ထိုးလာခဲ့တာဆိုရင်ဒီမှာတိုင်းတို့50ပြည့်ပြီဆိုရင် နောက်တစ်စစ်တက်မှာပေါ့နော်ဒီလိုနေထိုင်ရမယ်နော်ဒါဆိုရင်သူ့ကိုချိန်တစ်ခါထိုးမယ်ပြီးရင်ဒီနေရာမှာ BL လို့ပုံစံမဟုတ်တော့ဘူး FL လို့ပုံစံနဲ့သွားမယ်အရှိတ်အချမ်းကိုထိုးမယ် အခုပြထားတဲ့အတိုင်းအရှိဖို့မီချမ်းကိုပဲတိုင်းတို့ထိုးပေးပါနော် အနောက်တစ်ချမ်းကိုခြံထားမယ်နော်ဒီလိုမျိုးနော်အရှိဘက်ချမ်းလေးတွေကိုပဲတိုင်းတို့ထိုးမယ်ဒီလိုနောက်ဘက်မှာဂျိုးစားလေးတွေတစ်ချမ်းစီကျန်နေမယ်နော်အဲ့လိုလေးတွေခြံထားတာကြတော့ဒီနေရာမှာအဲ့အသေးလေးတွေပေါ့နော်လောက်ဖို့အတွက်ဒီတိုင်းတို့ထိုးဖို့ပေါ့နော်တစ်ချမ်းခြံခဲ့ပြီးတော့ တိုင်တို90ဆက်ထိုးသွားမှာเนาะဒါဆိုရင်တော့တိုင်တို90ထိုးပြီးသွားပြီဆိုရင်နောက်တန်းတက်မယ်ချိန်တက်ခါပြီးရင်ဒီနေရာမှာကြာတော့ပုံမှန်တိုင်းပဲထိုးသွားတော့မှာเนาะတပောက်ကိုတတိုင်တတိုင်စီနဲ့ဒီနေရာမှာကကြာတော့တိုင်တို့ရေအတွက်90ပဲပေါ့เนาะသူကကြာတော့ BL လို့လည်းမဟုတ်တော့ဘူး FL လို့လည်းမဟုတ်တော့ဘူးပုံမှန်ပဲထိုးသွားမယ်ဒီလိုမျိုး အဲတဒန်းကို50 50နဲ့ဒီအပေါ်ထိရောက်တဲ့အထိကိုဆက်ထိုးသွားမယ်เนาะဘယ်နဲ့တန်းလဲဆိုတာမပြောတော့ဘူးเนาะထိုးလိုက်တာတော့အတန်း20အထိရောက်သွားတာပေါ့เนาะအောက်ကနေအပေါ်ထိကိုအတန်း20ဒီနှစ်ခုကမညီလဲရတယ်เนาะဘာမှမဖြစ်ဘူးเนาะရှေ့ချန်နဲ့နောက်ချန်နဲ့မညီလဲရတယ်ပြဿနာမရှိဘူးเนาะဒီနေရာမှာဆိုရင်ဖုံမီတချမ်းကလေးခြံခဲ့တယ်အဲ့ဒီနေရာမှာအဲ့အသေးလေးတွေထိုးပါတော့အဲ့နောက်ထပ်တစ်ထပ်ထပ်လို့ချင်းအခုပြထားတဲ့နေရာနားလောက်လေးမှာ BL လိုပုံစံလေးထပ်ထိုးလို့ရတာပေါ့နော်အဲဆိုအိုက်ကနှစ်ထပ်သုံးထပ်ဖြစ်သွားမယ်အထူရေးဖြစ်သွားမှာကြောက်လို့ဒီနေရာမှာတစ်ထပ်ပဲထားတော့မယ်နော်ဒါဆိုရင်ဒီဟာလေးကိုခြိဖြတ်ပြီးတော့အနာသိမ့်မယ်နော် ီးသွားပြီဆိုရင်ဒီနေရာမှာ BL လို့ထိုးထားတဲ့အပေါက်လေးတွေရှိတယ်။ထိတ်ဆုံးပေါက်မှာခြီးဝင်ချိန်မယ်နော်။ခြီးစားဆွဲယူလိုက်မယ်။ချိန်တစ်ခါထိုးမယ်။ပြီးရင်အဲ့ဒီအပေါက်မှာပဲတိုင်တို့စထိုးသွားမယ်။ပထမဆုံးပေါက်မှာပဲတိုင်တို့စထိုးမယ်။တိုင် အနောက်ကခြီးစားလေးတွေပါတင်းသွားမယ်နော်။နှစ်တိုင် သုံးတိုင်အဲ့လိုမျိုးပဲတပောက်ကိုတတိုင်စီနဲ့20နဲ့2တိုင်ရအောင် ထိုးသွားမယ်နော်20နဲ့2တိုင်ထိထိုးလာပြီဆိုရင်ရက်လိုက်မယ်ပြီးရင်တော့ချိန်တစ်ခါထိုးပြီးရင်ပြန်လှည့်သွားမယ်ဆက်မထိုးဘူးနော်ပြန်လှည့်မယ်စစောက20နဲ့2တိုင်ထိုးရတာရဲ့တိုင်တူတွေရဲ့ထိပ်ပုံမှာ20နဲ့2တိုင်ထပ်ပြီးတော့ထိုးမှာပါနော် တန်းမီတန်းပေါ့နော်တန်းမှာ20နဲ့2တိုင်20နဲ့2တိုင်နဲ့စုစုပေါင်း15တန်းပေါ့နော်15တန်းထိုးဒီမှာတော့15တန်းထိုးထားတာပေါ့နော်ဒါပေမဲ့ကုတ်ထိုးတဲ့ခါကျရင်တော့15တန်းဖြစ်ချင်းလည်းဖြစ်မယ်ကြော်ရင်လည်းကြော်သွားမှာပေါ့နော်ဒါဆိုရင်ဒီဒုတိယစစ်မှာ20နဲ့2တိုင်ထိုးမယ်နော်ဒုတိယစစ်မှာ20နဲ့2တိုင်းတတိယစစ်မှာလည်း22တိုင်းဆိုပြီးတော့အပေါ်ကိုတောက်ရှောင်းအပေါ်ထိတက်သွားမယ်เนาะဒီနားလောက်ထိထိုးမယ် ပြီးသွားတဲ့အခါကျရင်ဒီနေရာမှာက1 2 3 4 5 6ပေါက်ကြော်ပြီးတော့9ပေါက်မြောက်ကနေပြီးတော့ခြေဝင်ချိတ်ပေါ့နော်ခြေဝင်ချိတ်မယ်အဆုံးထိတိုင်တို့ထိုးမယ်သူ့မှာလည်း22တိုင်ဖြစ်နေရမယ်ဒီဘက်မှာ22အလဲမှာ6ပေါက်ဒီဘက်မှာ22ဆိုစုစုပေါင်းက50ပေါ့နော်အဲ့လိုမျိုးအခုဝင်ချိတ်ပြတယ်လို့မျိုးတိုင်တို့လေးတွေ22တိုင်ပေါ့နော်သူ့ကိုလည်း15တန်းပေါ့နော် ဒီလိုမျိုးထောက်လျှောက်ထိုးမယ်အပေါ်ထိတက်သွားမယ်15တန်းဟိုဘက်ချမ်းမှာလည်း15တန်းအဲ့လိုမျိုးထိုးပေးမယ်နော်15တန်းလို့ပြောလိုက်ပြီမယ်ကိုယ်အတွက်ပေါ့နော်လှမယ်ထင်တဲ့ပုံစံလေးရောက်ရင်ရက်လိုက်နော်ဒီလိုအနေထားရောက်ပြီဆိုရင်ရက်လိုက်မယ်နော်ဒါဆိုရင်နော်ခြိသိမ်းလိုက်ပေါ့နော်ဒီနေရာမှာခြိသိမ်းပြီးသွားရင်ဒီလိုလေးမှောက်လိုက်မယ်မှောက်ပြီးသွားပြီဆိုရင်ဒီဘက်ချမ်းမှာဒီဘက်ပေါ့နော်ဒီဘက်ကနေပြီးတော့ အခုပြမယ်နော်အဲ့ဒီနေရာကနေအထိုးထည့်ပြီးတော့တိုင်တိုလေးတွေတပတ်လည်ထိုးမှာအလားပဲပေါ့နော်ခြိဝင်ချိတ်တဲ့ချိန်တက်ခါဝင်ချိတ်လိုက်တဲ့အပေါင်းမှာပဲတိုင်တိုထိုးမယ်ဒါပထမအတန်းမှာတိုင်တိုတတိုင်းပေါ့နော်ဒုတိယတန်းကိုသွားမယ်ဒုတိယတန်းကြားထဲမှာအထိုးထည့်မယ်နှစ်တိုင်းတတိယတန်းဝင်သွားမယ်၃တိုင်း လေးတိုင်ငါးတိုင်အဲ့လိုမျိုးပဲထောက်ရှောက်ပေါ့နော်အပေါ်ထီထိုးသွားပြပါနော်ဒီအပေါ်နားရပြီဆိုရင်တော့ဒီထိတ်မှာတိုင်တို့တပေါက်ထဲကို၃တိုင်ထိုးပေါ့နော်တိုင်နှစ်တိုင်၃တိုင်ပေါ့နော်ကိုယ်မှာဆိုတော့ဒီလိုလေး၃တိုင်လောက်ကတော့ထိုးပြရမှာပေါ့နော်ပြီးသွားရင်တော့ဘေးကနေပြီးတော့တပေါက်တစ်တိုင်စီဆက်ပြီးတော့ထိုးသွားပါပေါ့နော် အဲ့လိုပဲဒေါင်းရောက်တဲ့ခါကျရင်အဲတိုင်းလို၃နိုင်ပေါ့နော်အဲ့လိုမျိုးကိုွေမယ်ဒီဘက်တောင်းပါပါနော်ဒီမှာဆက်ထိုးလာခဲ့မယ်ဆိုရင်ဒီနိုင်ရောက်ရင်တိုင်းလို၃နိုင်နဲ့ကိုွေမယ်ပြီးရင်ဒီအောက်ကိုဆက်ပြီးတော့ထိုးသွားမယ်ဒီမှာအနာသိမ့်မယ်နော်ဒီဘက်တောင်းရောက်သွားပြီဆိုတော့ဒါကိုအနာသိမ့်လိုက်ရင်ရပြီပေါ့နော်ဒီနေရာမှာအနာသိမ့်တဲ့ခါကျရင်အလှဘက်ဖြစ်တဲ့အတွက်ကြောင့်အတက်နိုင်ဆုံးအတက်ရက်ဆုံးဖြစ်အောင်တော့ဒီနေရာလေးကိုအနာသိမ့်လိုက်ပါနော်။ ခြီးစားကိုကြတော့ဒီတိုင်တူလေးတွေရဲ့ဂျားတွေကိုထိုးထဲလိုက်ရင်ပျောက်တယ်နော်နိုင်လွန်ခြီးတို့ဒီဆိုင်းတဲ့ခြီးတို့ကြတော့မီးချစ်ကိုသုံးပြီးဖြတ်မှာပဲအဆင်ပြေတယ်အမွေးဖွာထွက်သွားမှာဆိုလို့မီးချစ်ကိုပဲသုံးပေးပါနော်ဒါဆိုရင်တော့ဒီအနေထားလေးရပြီဒါလေးတွေကိုဆက်ပြီးတော့ချုပ်ရအောင်နော်ဒီအရှိကအချက်သေးကိုအရင်ဆုံးချုပ်မယ်အရင်ဆုံးဒီတိုင်ကြားလေးတွေတဲကနေပြီးတော့ခြီးယူသွားမယ်နော် ဒီဘက်မှာခြေစားလေးနည်းနည်းလေးခြံထားမယ်เนาะခြံထားပြီးရင်ဒီဘက်ခြံကိုညှိပေးเนาะညှိပြီးသွားရင်ဒီနေရာမှာအောက်ကတစ်ချက်ဒီအပေါ်ကအပြားလေးမှာတစ်ချက်ပေါ့เนาะဒီကြိုးစားလေးတော့ထောက်ထားပြီเนาะဒီလိုအောက်မှာတစ်ချက်အပေါ်ကအပြား အသေးရဲ့ဘေးဒါပေါ့เนาะဘေးဒါမှာတစ်ချက် ဲ့လိုမျိုးပါเนาะအပေါ်ထီးချုပ်သွားမယ်เนาะ ဒါဆိုရင်တော့ဒီနေ့တိုင်းပဲဒီဘက်ချမ်းမှာလည်းချုပ်ပေးပါเนาะပြီးရင်တော့ဒီအတွင်းစား၃ခုပေါ့เนาะဒီ၃ခုကိုတွဲချုပ်တော့မယ်เนาะဒီလိုအပေါ်ထိုးအောက်ထိုးပဲချုပ်မယ်เนาะဒီစ조사နှစ်ခုကိုအရင်ဆုံးပူချီလိုက်မယ်နှစ်ခါလောက်ချီပေါ့เนาะ ပြီးရင်တော့အခုပြထားတဲ့အတိုင်းပဲပေါ့နော်ဒီ၃ချက်စလုံးကိုတခါတည်းချုပ်မှာပေါ့နော်ဒီနေရာမှာကို အစဉ်ပြေတဲ့နှီးကိုအသက်ရဆုံးဖြစ်မဲ့နှီးကိုချုပ်လို့ရတယ်နော်အာသတလို့ချုပ်ကြည့်ပါနော်ဒီတိုင်းချုပ်တတ်တယ်ဆိုရင်ဒီတိုင်းချုပ်ပါဒါမှမဟုတ်ပိုလှမယ်ထင်တဲ့နှီးရှိရင်ချုပ်ကြည့်ပါနော်ဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုဆက်ကြည့်သွားပြပါနော် အဆောင်ရောက်ရင်တော့ပုံမှန်တိုင်းပဲတိုင်ကြားလေးတွေကိုအနာသိမ့်လိုက်နော်ဒါဆိုရင်ခေါင်းအေး wallet လေးထိုးလို့ပြီပြီနော်ကိုတက်ချင်တဲ့ handmade စိတ်လေးတွေ logo တစိတ်လေးတွေတက်လိုက်မယ်ဆိုရင်တော့အဲ့လေးကပြည့်စုံသွားပြီပေါ့နော်ဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုဒီမှာပဲရထားလိုက်တော့မယ်နော်